episode 2ရဲ့ဆောင်းပါဆိုလို့ရှိရင်တော့ရိတ်မော်နိုးထားတော့ဆိုကသူအနေနဲ့ black hole နဲ့သူရဲ့ဆောင်းအကြီးတခုနဲ့ monitor ဤတကောင်လုံးကိုပါဆွဲချသွားပြီးရဲ့နောက် monitor ဤတကောင်လုံးကလည်းသူရဲ့ရိတ်ကဆွဲမြူတာကိုခံလိုက်ရကအရာကိုတုံးပြီးရဲ့အချိန်မှာပဲသူအနေနဲ့ကောင်းကောင်းမထိန်ချုံနိုင်သေးတာကြောင့်ဆောင်းရန်တယောက်ကလည်းနောက်ကနေပြီးတော့စေအေးထားဖို့ပြောလိုက်ခါတကယ်ပဲဒီအရာကိုတုံးတဲ့အခါဆောင်းအားတွေအများကြီးကုန်သွားတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့လိုနဲ့နောက်တစ်ဖက်မှာဆိုလို့ရှိရင်တော့ဆောင်းရန်အနေနဲ့အားလုံးကဒီလိုပဲဘေးကင်းကင်းနဲ့ပြန်လာနိုင်တာမင်းကြောင့်ပဲဆိုပြီးတော့ပြောလိုက်ခါမင်းရဲ့ စ်ရာစကေးဖြစ်တဲ့ရိတ်မော်ဆိုတာကိုတော့မကြဘူးဒါပေမဲ့ဆွမ်းအားတွေအများကြီးကုန်ပြီးထင်းချွတ်အားခတ်တဲ့ပုံမဲ့မင်းအနေနဲ့နောက်ဆိုလို့ရှိရင်တတိလက်လုံးမသုံးဖို့အတွက်ပြောလိုက်ပါတယ်အရင်တော့ဆာရန်ကလည်းအရင်သူရဲကောင်းထွန်းထူခဲ့တဲ့ခါတာနာလို့ခေါ်တဲ့ဒါကိုသူ့ကိုပေးလိုက်ပြီးရောက်မှာဆိုလို့ရှိရင်တော့အခီရာကလည်းဘာလို့သူရဲကောင်းကိုမပေးတာလဲဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့သူရဲကောင်းမှာဒါရှိပြီးသားလေးဒါပြီးလို့ရှိရင်သူရဲကောင်းကိုပေးလိုက်မယ်ဆိုလို့ရှိရင်ဘယံကြီးအနေနဲ့တန်းတီးသွားမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အရင်တော့ဒီသားကသူ့အနေနဲ့ခိုးထုတ်လာတာဖြစ်ကြောင်းနဲ့ဘယံကြီးကမသိဘူးဆိုပြီးတော့ပြောပါတယ်အရင်တော့ဒါရဲ့နာမည်ကိုမေးလိုက်တဲ့အချိန် ချိန်မှာတော့စာရန်ကလည်းသူ့ရဲ့တားမှာပါတယ်ဒါပေမဲ့ငါတို့ကတော့အဲ့ဒီစကားတွေကိုနားမလည်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီမှာပဲသူကလည်းတားကိုကောက်ယူကဖတ်လိုက်တဲ့ချိန်မှာတော့ဒါရဲ့နာမည်ခရသုံးတို့ခါမီဖြစ်ပြီးတော့အောင်းပါဆိုလို့ရှိရင်လည်းငါ့ရဲ့ဂျူနီယာလေးကိုခုညီနိုင်ပါသေးဆိုပြီးတော့ရေးထားပါတယ်အဲ့ချိန်မှာတော့အာခီယာကလည်းငါ့အနေနဲ့သူ့ကိုသွားပြီးတော့တွေ့ကျင်လိုက်တာဆိုပြီးတော့ပြောလိုက်တဲ့ချိန်မှာတော့စာရန်ကလည်းဖြစ်နိုင်ရင်သူလည်းတွေ့ကျင်တာပေါ့ဆိုပြီးပြောလိုက်ပါတယ်အဲ့တော့သူတို့ရဲ့သူရဲ့ကောင်းဆိုလို့ရှိရင်လည်းချိန်သာကမပြေသေးပဲဖြစ်နေကစာရန်ကလည်းငါ့အနေနဲ့သူတို့တာလဲဆိုတာသိရဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ လုံနဲ့ညာပြောက်တဲ့အချိန်မှာတော့မင်းသမီးနေနဲ့သူ့ရဲ့ခန်းထဲမှာချိန်စာတိုင်နေကအဲ့ဒါကိုတွေ့လိုက်တဲ့အခီရာတယောက်ကလည်းပြေးဝင်လာကအဲ့ဒီကြောက်တုံးကိုဖျက်ခုတ်လိုက်ပါတယ်မင်းသမီးကလည်းရှင်ကဘသူလဲမင်းသမီးတယောက်ရဲ့ခန်းထဲကိုပဲရှိသေးတယ်မင်းကမင်းသမီးမဟုတ်ဘူးဒါမျိုးလုံးနိုင်တာကဆုံးမတွေပဲရှိရဲဆိုပြီးတော့ပြောလိုက်ခါမင်းနေနဲ့ဒါတွေကိုဘာကြောင့်လုံနေရတာလဲဆိုပြီးတော့မင်းနေတဲ့အချိန်မှာတော့ဘေးမင်းကြီးတွေ့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲအခီရာတယောက်ကလည်းအဲ့ဒီခန်းထဲကနေထွက်လာလိုက်ခါမင်းသမီးရဲ့ခန်းထဲမှာတော့အဲ့လိုကြောက်တုံးတွေအများကြီးရှိနေသေးပါတယ်အဲ့ဒီလိုနဲ့အခီရာတယောက်နေနေကလည်း ဆောင်ရန်စီကိုရောက်လာခါသူကလက်မလျှော့သေးဘူးပေါ်ဆိုပြီးတော့ပြောလိုက်ခါမင်းအနေနဲ့မျက်နှာပြမိသေးလားဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အင်းပြလိုက်တယ်ဆိုပြီးပြောလိုက်ခါအဲ့ချိန်မှာတော့ဆောင်ရန်ကလည်းဒါဆိုလို့ရှိရင်မင်းအနေနဲ့တော့တဲမှာမိတာကောင်းမဲ့ပါလို့လဲဆိုလို့ရှိရင်တခြားသူတွေက state တွေမြင်ပြီးရဲ့အတွက်ချိန်စာနဲ့ AC ထိန်ချုပ်လို့ရပေမဲ့မင်းကိုတော့ထိန်ချုပ်လို့ရမှာမဟုတ်ဘူးဒါကြောင့်မင်းကိုရှာပြီးတော့ရှင်းလိုက်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အချိန်မှာတော့ Akira ကလည်းတာမျိုးလုံးပြီးလို့မဆူဘူးလားဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ပါလို့ဆူရမှာလဲငါတို့လူကြီးတွေကမင်းတို့ကလေးတွေရဲ့အမားတွေကိုထောက်ပြပေးရမှာလေဆိုပြီးတော့ပြောလိုက်ခါကျွန်တော်အရင်က ဘာမှခမရတို့လိုလူကြီးကြီးပဲရှိရင်ကောင်းမယ်ဆိုပြီးတော့အခိရာကပြောလိုက်တဲ့အချိန်မှာတော့ဒါဆိုလို့ရှိရင်လည်းငါ့ကိုငါ့ကိုခေါ်သွားလေကွာဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့တော်ဦးမခေါ်တော့ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။နောက်နေ့မနေ့ရောက်တဲ့အချိန်မှာတော့တနေရာမှာလူကြီးစုပြုံနေရာကြောင့်ဘာလဲဆိုပြီးတော့သွားကြည့်လိုက်တဲ့အချိန်မှာတော့စာရန်အနေနဲ့တရခံထားရတာဖြစ်ခါသူအနေနဲ့ပြေးသွားပြီးတော့ဘာဖြစ်တာလဲဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့တခြားသူတို့နဲ့အတူတူလိုက်လာတဲ့ကောင်တွေကလည်းလာပြီးတော့ဟန်ဆောင်မနေနဲ့ဒီဟာကမင်းသုံးနဲ့တားမဟုတ်ဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်။အချိန်မှာတော့အခိရာကလည်းမခံချင်စိတ်နဲ့မင်းတို့ကောင်တွေငါတားကိုကြိုးတာတွေ့ရလိုက်တယ်မလားဆိုပြီးတော့ ဆွဲလိုက်ပေမဲ့လည်းအစားကလေးကမင်းကိုထူဆန်းနေတာတခြားချိန်ဒီမှာမရှိဘဲနဲ့လေးချင်းချိန်မှာရောက်ရောက်လာတယ်ဆိုပြီးတော့ပြောလိုက်ခါအဲ့ချိန်မှာတော့သူတို့ကောင်တွေကလည်းမင်းသမီးရဲ့ချိန်စာကိုမိနေပြီဆိုတာသိလိုက်ပါတယ်အဲ့ချိန်မှာပဲဘရင်ကြီးကလည်းဒီကောင်ရာဇဝဲကောင်မဲ့ချက်ချင်းပြစ်ပေးဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့သူကလည်းခုပြောက်သွားကဂေလီဆန်းရဲ့နေရာကိုတိုးသွားပါတယ်အဲ့ချိန်မှာပဲကီရီယာနဲ့အာခီယာရဲ့ခေါ်တန်ကိုကြားလိုက်ခါတကယ်တမ်းစာရန်ကိုတက်သွားတာကဘရင်ကြီးရဲ့ကိုပိုင်တပ်ဖွဲ့ဖြစ်တဲ့လောက်ကျန်ရေးတပ်ဖွဲ့ယိုဂါဝရာစုဖြစ်တယ်ဆိုပြီးတော့ပြောလိုက်ခါစာရန်အနေနဲ့ဒီကနေထွက်ပြေးဖို့အတွက်ထုတ်တည်ပြင်ပေးထားတဲ့ ယ်ဆိုကဒီကနေထွက်ပြေးတော့ဆိုပြီးတော့ပြောလိုက်ပါတယ်အခုရတရောင်းနေတဲ့ကလည်းအထုပ်ကိုယူရင်းနဲ့စာရန်ကဒါမျိုးဖြစ်လာမယ်ဆိုတာကိုကြိုးတွေးထားတာလားဆိုပြီးတော့ပြောလိုက်ခါသူ့အနေနဲ့ဒီကနေထွက်သွားပါတော့တယ်ပြင်ကြီးရဲ့ဘက်မှာဆိုလို့ရှိရင်လည်းစာရန်ကလွယ်လွယ်လေးရှင်းခံလိုက်ရတာပဲဆိုပြီးတော့ပြောကအဲဒီချိန်မှာပဲမင်းသမီးကလည်းသူ့အနေနဲ့တခြားသူတွေကိုပါချိန်စာတိုက်ရေးချောင်းကိုပြောလိုက်တဲ့ချိန်မှာတော့ကောင်းမိတာဆိုလို့ရှိရင်စစ်ပွဲကြဒီကောင်လေးတွေကိုအသုံးချရတာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်အိနာအခုရတဲ့အောင်နေနေကလည်းကျင်းစီလျှော်လိမ့်မယ်ဆိုပြီးတော့ပြောခလိုလိုမယ်မယ်အနေနဲ့သူရဲ့ယောဂါစာရူဖွေ ွဲကိုပါရှင်းဖို့အတွက်လွှတ်လိုက်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အင်းတော့ဆောင်ရွက်အနေနဲ့ကလည်းအတိတ်မှာဆိုလို့ရှိရင်တော့မင်းအနေနဲ့တကယ်မလို့နောက်ခံနေကြရောက်လိုက်လာပြီဆိုလို့ရှင်းပြလို့ကောင်းဆုံးနေရာကတန်ကြွမယ်။ဒါပေမဲ့မင်းအနေနဲ့တန်ကြွနေမှာခြားခြားနေမယ်ဆိုလို့ရှိရင်တော့ရေကိုတော့ယူသွားမယ်ဆိုပြီးတော့ပြောကဒါပြီးတော့မင်းအနေနဲ့စကေးတွေကိုလည်းအဲ့လိုရတယ်ဒါပေမဲ့ အစင်းနေများတဲ့ post တွေနဲ့တွေ့လို့ရှင်တော့မင်းအနေနဲ့အဲ့ဒီကိုပြောက်ဆွမ်းကလည်းအသုံးဝင်မှာမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့လိုနဲ့ acquire တယောက်ကလည်းတိုက်ခိုက်နေရင်းနဲ့စာရင်ပြောဘူးတဲ့မင်းအနေနဲ့ level တရာရောက်လို့ရှင် special skill တစ်ခုရလိမ့်မယ်အဲ့ဒါကမင်းကိုအသက်ရှင်ဖို့အတွက်ဆွမ်းအားတစ်ခုဖြစ်သွားလိမ့်မယ်ဆိုပြီးတော့ပြောကဒါပေမဲ့အခုလောလောဆယ်ဆိုလို့ရှင်တော့မင်းအနေနဲ့ဒန်ဂျွန်မှာရှိတဲ့ boss ဆယ်ကောင်ကိုပဲအရင်တတ်နိုင်အောင်ချိုးစားပါအောင်ဆိုပြီးတော့ပြောလိုက်ပါတယ် အဲ့တော့မင်းနေနဲ့ boss နဲ့တွေ့ပြီဆိုလို့ရှိရင်လည်းမင်းတေမာကိုကြောက်ပြီးတော့ခြေလန်းကိုနောက်ဆုံးနေလို့မရဘူး။ဒီခံတဲ့ကနေပြီးတော့ထွက်ချင်လို့ရှိရင်တော့တယောက်ယောက်ကတော့တရားမှာပဲဆိုပြီးတော့ပြောကမင်းနေနဲ့နိုင်ခဲ့လို့ရှိရင်လည်းစွမ်းအားတွေအများကြီးတိုးသွားလိမ့်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ အဲ့လိုနဲ့ဘောဆက်စတင်တိုက်ခိုက်တဲ့အချိန်မှာတော့သူအနေနဲ့ဘောဆက်တိုက်ခိုက်ချက်တွေကိုရှောင်နေပြီမဲ့လည်းတစ်ချက်မှာတော့ထီသွားကအာခရီးယားတယောက်ကလည်းငါအနေနဲ့ဒီမှာသေးလို့မရဘူးဒီမှာသေးလို့ရှင်ငါအနေနဲ့ဆာရန်တလေလက်စားချပေးနိုင်မှာမဟုတ်သူတို့အိမ်ကိုလည်းပြန်လို့မရတော့ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့နောက်သူအနေနဲ့ဆွာပြေထုတ်ဖို့ပြင်လိုက်ခါအရင်မော်ဆိုပြီးတော့အဲ့ဒီကောင်ကြီးကိုပါဝါမျိုးပလိုက်ပါတယ် အိနောအခိရတယောက်ကလည်းမိသွားကစစ်စတန်နေနဲ့ကလည်းအိမ်ပေါ်မှာရှိနေတဲ့ဆွမ်းအားနဲ့သူ့ကိုပြန်ပြီးတော့ကုသပေးလိုက်ပါတယ်။သူရဲ့ကောင်းရဲ့ဘက်မှာဆိုလို့ရှိရင်လည်းနဆိုးဘီရင်ကိုသွားတက်ဖို့အတွက်ညှိနေပေမဲ့လည်းတယောက်မှမလိုက်တာကြောင့်ဒါကဂီလီပြောတဲ့ချိန်သာထင်တယ်ဆိုပြီးတော့ပြောလိုက်ခါကောင်းပြီလေငါတယောက်ထဲသွားမယ်ဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့ဆန်ရှင်နဲ့အတူတခြားလူတွေကပါလိုက်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အိနောသူတို့ကလည်းထွက်လာကနဆိုးဘီရင်ကိုတက်မယ်ဆိုတဲ့ကောင်းစဉ်ကလွယ်လွယ်လေးနဲ့ထွက်နိုင်အောင်လုပ်ပေးနိုင်တာပဲဆိုပြီးတော့ပြောလိုက်ခါမင်းတို့ကရောဘာလို့လိုက်လာတာလဲဆိုပြီးတော့မိလိုက်တဲ့ချိန်မှာတော့ငါထင်တာက ော့သူတို့ကချိန်စာမိမနေတော့ဘူးထင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အလို့ဆိုသူကချိန်စာဖယ်ပြတ်သူဖြစ်ပြီးတော့သူတို့စီမချိန်စာအနှံ့ကိုမခံစားအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်။ချိန်မှာတော့ဆန်ရှိကလည်းငါလုပ်ထားရလို့ရဲ့အကြောင်းထင်နဲ့ငါအနေနဲ့မသိတိုက်ခင်မှာပဲအခန်းတစ်ခန်းထဲကိုရောက်တော့ကအဲ့ဒီချိန်မှာရှိတဲ့တင်းကြောက်တွေကိုတီးကဒါနဲ့ဖြတ်စည်းလိုက်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ကီလီရဲ့ဘက်မှာဆိုလို့ရှိရင်လည်းငါရဲ့စကေးဖြစ်တဲ့ NG ကတခြားသူတွေကိုထိန်းချုပ်နိုင်ပြီးတော့ချိန်စာထက်တာလွန်လာပဲဆိုပြီးတော့ပြောလိုက်ခါဆောင်းတဲ့တန်ဂျိုရဲ့နောက်ဆုံးအမိန့်ကတော့ပြီးသွားပြီဆိုပြီးတော့ပြောလိုက်ပါတယ်။ အိနောက်ဆန်ချီကလည်းအာခီရာနဲ့အမြန်ဆုံးဆက်သွယ်ရမှာဖြစ်မယ်ဆိုပြီးတော့ပြောလိုက်ခအရင်ကမှပါဆိုလို့ရှိရင်တော့အာခီရာတယောက်အနေနဲ့လုံလုံလေးကအဲ့ဒါကိုမြင်သွားတဲ့ဆန်ချီကလည်းအာခီရာတယောက်ကလည်းအတန်းတရာလူရဲ့နာမည်တော့မမှန်မိဖြစ်နေရကြောင့်သူ့ကိုယ်ကိုသူ့ခီကိုဆက်ကဲဆိုပြီးတော့မိတ်ဆက်လိုက်ခဒီကိစ္စကိုဘယ်သူမှမပြောဖို့အတွက်အာခီရာကလည်းပြောလိုက်ခ ပထမနှစ်မှာတက်နေရဲ့သူ့ရဲ့ညီမလေးတည်သွားလို့မဖြစ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ချိန်မှာတော့ခရိုစကယ်ကလည်းသူ့ညီမကိုပြလိုက်ခါအာခိယညီမနဲ့တငယ်ချင်းတွေဖြစ်နေပါတယ်။အဲ့လိုနဲ့အာခိယဘက်မှာဆိုလို့ရှိရင်လည်းခရိုစကယ်ကြောင့်အိမ်မက်မက်နေတာပဲသူအဆင်ပြေတယ်မလားဆိုပြီးတော့ပြောလိုက်ခါသူ့ရဲ့ status ကိုဖွင့်လိုက်တဲ့ချိန်မှာတော့အားလုံးကလည်း level တွေ up သွားကအိမ်မော်နေနဲ့ထင်းချော်ရတာလွယ်လာတယ်လို့ပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ အဲ့လိုနဲ့သူလက်85ထက်ကိုရောက်လာကအပေါ်ကနေစလိုင်းလိုရာတစ်ခုကကြာလာတဲ့အချိန်မှာတော့သူလက်ပါလဲဆိုခါဓာတ်နဲ့ခုတ်လိုက်တဲ့အချိန်မှာပဲတငယ်ကောင်းပါလေးတယောက်ကိုတွေ့မြင်ရမှာဖြစ်ပြီးတော့အဲ့တော့သူအနေနဲ့မတုံ့ရသေးစကေတကူကိုဆန်းသုံးကြည့်ရမယ်ဆိုပြီးတော့ပြောလိုက်ခါဝေါ်အိုင်းကိုတုံးလိုက်တဲ့အချိန်မှာတော့သူအနေနဲ့အချိန်မှာဘာလေးပေါ်လာမယ်မသိရကြောင့်ချက်ချင်းဖြုတ်လိုက်ပါတယ် အိနောက်ကောင်မလေးကလည်းနှုတ်ထလာခါအခရီးတာကလည်းငါနေနဲ့မြင်လိုက်တဲ့သူကလည်းဝေါ်အိုင်းရှိရပဲဆိုပြီးတော့ပြောလိုက်ခါဒါကဘယ်နေရာလဲဆိုပြီးတော့မေးရဲ့အချိန်မှာတော့တန်ကျွန်ရဲ့အထက်85မြောက်ပဲဆိုပြီးပြောလိုက်ပါတယ် အဲ့နောက်အာခိယာကဘာလို့ဒီမှာရှိနေရလဲဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့ level တင်ဖို့ပါဆိုပြီးတော့ပြောလိုက်ခမြင်ရမိမဲ့ငါရဲ့နာမည်ကိုမေးပြီးမှခေါ်တင်တယ်မလားဆိုပြီးတော့ပြောလိုက်ပါတယ်။နောက်ကောင်မလေးကလည်းအာခိယာစီကိုရုတ်ရက်လဲကြသွားတာကြောင့်တကယ်ပဲဖျားနေတာပဲဆိုပြီးတော့ပြောလိုက်ခနောက်တစ်ခါမှဆိုလို့ရှိရင်တော့မင်းအနေနဲ့ဖျားနေရဲ့ဆိုလို့ရှိရင်လည်းအိပ်ပြီးတော့ကောင်းကောင်းနားယူတင်တယ်ဆိုပြီးပြောလိုက်ခ ကောင်မလေးကလည်းသူအနေနဲ့ပိုက်စားနေတာကြောင့်အိတ်လို့မရဘူးဆိုပြီးပြောလိုက်ပါတယ်။အဲဒီအချိန်မှာတော့အခီရာကလည်းအစင်းနဲ့လှုပ်ထားတဲ့ဆုပ်ပြုတ်ကိုပေးလိုက်ခါ။ပူတဲ့အဲအကြောင်မလို့မဟုတ်စားတော့ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ကောင်မလေးကလည်းဘလို့ဆောင်းရှောင်းအောင်လဲဆိုတာသိရပဲတော့ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ငါမေကယောဂတဲ့လူနာမလို့ပါဆိုပြီးပြောလိုက်ပါတယ်။အဲဒီအချိန်မှာတော့အခီရာရေးထားတာကိုဆက်စုကအခီရာကလည်း69စင်းလို့ရေးထားတာလမ်းမပြောင်းလို့ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ခုနကပြောတော့85ဆိုအတီးအထိဘာလို့ပြန်လာလဲဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့ဒီနာကရေနေနီးလို့လေဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီ ချိန်မှာတော့ငါ့ကိုပွေလာတာပေါ့ဟိုကန်ဒီကန်ကန်သေးလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့မကင်မှုပေါက်ခဲ့ရတဲ့မီးမနေနဲ့တော့အဲ့တော့ဆိုပြီးပြောလိုက်ခါကောင်မလေးကလည်းငါကဘရင်မျိုးနွယ်လေးဒါမျိုးနွယ်နွယ်ထထမဆက်ဆံခံဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့နောက်အာခီတာကလည်းနင်းနေမေးလိုက်အောင်မယ်ဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့ကောင်မလေးကလည်းကြောက်တုံးပေါ်ဆိုပြီးမဲ့နွေးထိလိုက်တာဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့နောက်ကောင်မလေးကလည်းသူ့နောက်ကနေဆက်လိုက်လာပြီးတော့ကိုကိုကိုကာဝယ်နိုင်နေဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့လိုနဲ့သူတို့ရဲ့နဂါးရှိတဲ့အခန်းထဲကိုရောက်တော့ကောင်မလေးနေနဲ့ဂရပတီနဲ့တိုက်ခိုက်လိုက်ပြီးမဲ့နဂါးကြီးကမရှုံးမဖြစ်နေကအာခ ရာတယောက်အနေနဲ့ကိုပြောက်ပြီးတော့ဝင်တိုက်ပေမဲ့လည်းမရတဲ့အချိန်မှာတော့ကောင်းမလေးကလည်းမင်းရဲ့ဆွမ်းအားတွေကိုပဝန်းကျင်တဲ့တပြင်းကြီးဖြစ်အောင်လုပ်လိုက်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့မလုတ်တတ်ဘူးကွာဆိုပြီးတော့ပြောလိုက်ခါသူအနေနဲ့ဆွမ်းအားတစ်ခုကိုထုံထုံလိုက်ပြီးရဲ့နောက်မှာတော့အဲ့ဒီဆွမ်းအားနဲ့ပဲငကားကြီးကိုအဆုံးသတ်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ကောင်းမလေးကလည်းခုနကဆွမ်းအားကိုလုံးနိုင်တာလားဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ငါအနေနဲ့ဆွမ်းအားကိုတပြင်းကြီးမလုတ်နိုင်တာကြောင့်အဲ့ဒါလည်းဆန့်ကျင်ဘက်ကိုလုပ်လိုက်တာဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲငကားကြီးကလည်းဖြောင်းတို့ပြောင်းသွားကဒီပိုင်းလေးကတော့ဒီမှာတင်ဆုံးသတ်သွားပါတယ်